ဟမတ်စ်ဒီအစ္စရေးအစ်ရေးရဆောင်ရွက်မှုတွေ့မြင်ပါကအစ္စရေးတစက္ကံများကိုတပ်ပြစ်မှုချုံချောက်သည့်ဗီဒီယိုကိုထုတ်ပြန်ခဲ့သည်အစ္စရေးကဒီထက်ပိုပြီးတိုက်ခတ်မည်ဆိုရင်တစက္ကံတွေကိုတပ်ပြစ်နိုင်တယ်လို့ဗီဒီယိုမှာတတိပေးထားပါတယ်အပြစ်ခရဆေးရေးဆွေးနွေးပွဲများဆက်လက်တည်ရှိနေခြင်းကြောင့်ယခုကဲ့သို့ထပ်ပေါ်လာခြင်းဖြစ်သည်တစက္ကံများကိုလွတ်ပြေးရန်အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏တောင်းဆိုမှုကိုဟမတ်ကပယ်ချခဲ့သည်သာဝရအပြစ်အခရဆေးရေး ုံမသာလင်းလုံမဲလို့သူတို့ကပြောပါတယ်ချိန်နေကရန်တင်းမှနေပြီးတစကံတွေကိုပေးကင်းစွာ လုပေးဖို့ကြိုးပမ်းမှုတွေလှုပ်ဆောင်နေပါတယ်ဂါဇာကိုထိန်းချုပ်ထားတဲ့ဟာမတ်စစ်တွေးကြအဖွဲ့ဟာအစ္စရေးနဲ့နှစ်ပေါင်းများစွာတိုက်ပွဲဝင်ခဲ့ပါတယ်ယခင်ကဟာမတ်ကစစ်ဆင်ညှိနှိုင်းမှုများတွင်စစ်စနီနိုင်ကြီးကိရိယာများအဖြစ်တုံ့ပြန်တော့မဟုတ်ပါလက်စတိုင်းကျင်းသားများလွတ်မြောက်ရေးတောင်းဆိုရန်အတွက် ဣဇရေလစစ်သားများနဲ့အယသားများကိုအပါဝင်တပ်စခန်းများကိုဖမ်းဆီးခေါ်ဆောင်ခဲ့သည်ဟမတ်စီဝါရဖျံမှုနဲ့စစ်ပိုင်းဆိုင်ရာစစ်ပွဲအတွက်ဗီဒီယိုများကိုအသုံးပြုခဲ့သည့်တမိုင်းကြောင်းရှိသည်ဤဗီဒီယိုများသည်ရန်သူများကိုကြောက်ရွံ့ရန် ထောက်ခံမှုရရှိရန်သို့မဟုတ်နိုင်ငံတကာ၏အာရုံစုဆိုင်မှုကိုရရှိရန်ကြိုးပမ်းပါသည်ဗီဒီယိုများတွင်တစ္ဆကံများကိုချင်းချောက်ချင်းဒီယခုလိုပြည်ပခတ်များတွင်အတိအဆမဟုတ်ပါ ဒီဗီဒီယိုများပေါ်လာတော့အခါအစိုးရများနဲ့လူအခွင့်အရေးဖွဲ့များဤပြင်းပြင်းထန်ထန်ဝေဖန်မှုကိုခံရတတ်သည်အမေရိကန်နဲ့ဥရောပတမကကဲ့သို့သောနိုင်ငံများသည့်မကြာခဏဒဇခံများကိုလုပေးရန်တောင်းဆိုကြပြီးအကြမ်းဖက်မှုကိုအဆုံးသတ်ရန်တောင်းဆိုကြသည်ဒဇခံအခြေအနေများနဲ့ချင်းချောသည့်ဗီဒီယိုများသည်ငြိမ်းချမ်းရေးဆွေးနွေးပွဲများကိုပိုရိုက်ခက်ခဲစေသည်၎င်းတို့သည်တင်းမာမှုများတိုးမြင့်လာကစစ်ရေးအရပုံမလုံဆောင်ရန်ဥတီလေးရှိသည် ်တစကံဖန်ဆီးခြင်းဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဓိကပြဿနာဖြစ်ခဲ့သည်ချက်ချင်းနေနေကုလသမဂ္ဂကဲ့သို့အဖွဲ့များသည်အရသာများကိုအကွာအကွာပေးရန်နှင့်နိုင်ငံတကာဥပဒေများကိုလိုက်နာရန်လူအကြောင်းအလေးပေးထားသည်တမနာအင်ပီရိုရဲ့ဒင်းစာဆင်းလင်းဘတ်တစ်ခုမှာတရင်တောက်တွေကတမနာကိုဒီလိုမေးပါတယ်တမနာကြီးရဲ့မင်းရဲ့တန်တမန်စတီဗ် with off ကဟမတ်ကဒဇဂန်တွေကိုမလုပေးဘူးဆိုရင်အမေရိကန်နဲ့အစ္စရေးတို့ကအရေးယူနိုင်တယ်လို့ပြောပါတယ်ဘလို့လောက်ရမျိုးဖြစ်မလဲစီရေးအရအရေးယူမလားလို့မီဒီယာတွေကသမ္မတကိုမေးတဲ့အခါမှာသမ္မတကဒီလိုပြောပါတယ်မင်းတို့သိမှာပါကျွန်တော်ရှင်းပြခဲ့တဲ့ကြေညာချက်တခုရှိပါတယ်ဒါပေမဲ့တရားရောက်ကပြပြတထန်အရေးယူရလိမ့်မယ်ဆက်စရာကောင်းပါတယ်မကြသေးမီကမှလွန်မြောက်လာခဲ့တဲ့ တစားခံ24ဦးကထွန်းတော်ထားသူတွေဟာအခြေအနေအလွန်ဆိုးဝါးနေကြောင်းသူတို့ပြောခဲ့ပါတယ်ဂါဇာမှာအမေရိကန်တစားခံများလွတ်မြောက်ရေးအတွက် ဟာမတ်စ်နဲ့တိုက်ရိုက်ဆွေးနွေးခဲ့ကြောင်း ဝါရှင်တန်ကပုဂ္ဂိုလ်နေတွင်တည်ပြုခဲ့သည်တစားခံများကိုမလွတ်ပေးပါကဟာမတ်စ်တို့၏ပြင်းထန်သောအကျိုးဆက်များရည်ဆိုင်ရမည်ဟုသမ္မတဒေါ်နယ်ထရန့်ကတတိပေးခဲ့သည်ဟာမတ်စ်နဲ့ စကားပြောဆိုခြင်းသည်အကျံဖက်သမားများဟုယူဆသည့်အုပ်စုများနှင့်စစ်ဆညှိနှိုင်းမှုများကိုအချိန်တော်ကြာဆောင်စားထားသောကြောင့်ကြီးမားသောအပြောင်းအလဲတစ်ခုဖြစ်သည်အမေရိကန်သည်1999ခုနှစ်မှာဟာမတ်အဖွဲ့အားအကျံဖက်အဖွဲ့အဖြစ်တရားဝင်တမတ်ခဲ့သည်တင်းချင်းမြင့်များက ရိုက်တာတင်းဌာနကို ပြောကြားရမှာအမေရိကန်ဒဇခန်ရေးရာ အထူးကိုယ်စားလှယ်အဒမ်ဘိုလာသည်တို့ဟာတွင်ဟာမတ်အရာရှိများနှင့်မကြသေးမီကတွေ့ဆုံခဲ့ကြောင်း တရင်ချင်းမြမကရူတာတို့ပြောကြခဲ့သည်ဆွေးနွေးပွဲနဲ့ပတ်သက်၍မင်းမြရာမှအင်ဖြူတော်တရင်ထောက်ကရလိုင်းလီဗက်ကဘိုလာကဟာမတ်စ်များနဲ့တိုက်ရိုက်စကားပြောဆိုရန် အခွင့်အာဏာရှိပြီးအစ္စရေးနဲ့တိုင်ပင်ဆွေးနွေးခဲ့ကြောင်းပြောကြခဲ့သည်တမရသည်အမေရိကန်ပြည်သူများအတွက်အကောင်းဆုံးလှုပ်ဆောင်ပေးမည်ဟုယုံကြည်ကြောင်းသူမကထပ်လောင်းပြောကြခဲ့သည် တချိန်တည်းမှာပဲထရန်ကဆိုရှယ်မီဒီယာမှာဟာမတ်စ်ကိုနောက်ထပ်ပြင်းထန်တဲ့တတိပေးချက်ထုတ်ပြန်ခဲ့ပါတယ် တေဆုံးသူများ၏ရုပ်ကျွင်းများအပါအဝင်တစားကံများအားလုံးကိုချက်ချင်းလွတ်ပြေးရန်၎င်းကတောင်းဆိုခဲ့သည်အကယ်၍ဟာမတ်မလိုက်နာပါကစစ်ပွဲအစပီးတရန်လိုအပ်သည့်အရာအားလုံးကိုအစ္စရေးကိုထောက်ပံ့ပေးမည်ဖြစ်ကြောင်း၎င်းကတည်ပြခဲ့သည်ထရန်ဒီယာဒူမတက်မီအလားတူချင်းချောက်မှုများပြုလုပ်ခဲ့တော်လဲသူမြေကဲ့သို့အရေးယူမိကိုမူမဖော်ပြခဲ့ပေ2023ခုနှစ်အော်တိုဘာလ9ရက်နေ့တွင်အစ္စရေးတောင်ပိုင်းကိုတိုက်ခိုက်ခဲ့သောဟာမတ်များနဲ့ တိုက်ရိုက်တီထွင်မှုကိုအမေရိကန်ကဆောင်ရှားခဲ့ပြီးဂါဇာတွင်ဆက်လက်ဖြစ်ပွားနေသောစစ်ပွဲကိုဦးတည်ခဲ့သည်။မကြာသေးမီကပြုလုပ်ခဲ့သောဆွေးနွေးပွဲများသည်နယူးဂျာစီပြည်နယ်တွင်နေထိုင်သူနောက်ဆုံးအသက်ရှင်နေသောအမေရိကန်တစားခံဟူယူဆရသည့်အေဒင်အလက်ဇန်းဒါကိုလွတ်မြောက်စေရန်ကြီးရွယ်ကြောင်းတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။ပြီးခဲ့သည့်နှစ်နိုဝင်ဘာလကဟာမတ်စ်ဗီဒီယိုတစ်ခုတွင်သူပါဝင်ခဲ့သည်။အခြားအမေရိကန်တစားခံ၄ဦးတည်ဆုံကြောင်းဤဇွေအနာပိုင်များကပြင်ညာခဲ့သည်။ declared dead. dead.